။ဒါတော့အခုကျွန်တော်တို့ဒီဟာလာကားလက်နေမောင်းတာဒီမှာကားလက်ဒီကမဲနေတာပဲ။ဒါပေမဲ့မြင်လိုက်တာနဲ့ကျွန်တော်ကဘာဖြစ်လဲလမ်းဖြစ်တယ်လို့မဲကမြင်တာရှိစိတ်လမ်းလို့ဒီကနောက်စိတ်။စိတ်ထဲမှာမဲမဲမြင်ရင်မဲမဲမြင်တယ်လို့ပေါ်လာလမ်းလို့ပေါ်လာ။မဲဘာဖြစ်လို့လဲမမြင်ရလို့လား။အလုံးမစိတ်ထဲမှာပေါ်တော့သူတို့ကလည်းလေတော်တော်မာနာကြီးတာတလားသတိမရှိလို့ဆိုတော့သူတို့ကဆရာမပြောဘဲနဲ့တည်နေတယ်လို့လို့ တရားပဲအောက်ပဲပြန်ဆင်းနေတည်းရမလို့လို့ဖြစ်နေ။ဩခုမှဆရာတင်ပေးမှဒီလိုသတိထားမှန်သိတယ်လေကျေးဇူးလေးရတော့မပြောရဘူး။အဲအတောင်းလို့မင်းလိုက်ရေဘာလို့မသိတော့။ဒါသတိမရှိလို့ပါဒါတည်းကဒီလုံးကသိပါတယ်။ဆရာကပြောလေသိပြီးသားပါ။အတန်ကတော့ခတ်မှာမှာပဲဗျာသက်လား။အတောင်းလို့ဆရာလေဒီလေးကိုအတန်ထွက်လိုက်တယ်နဲ့သူစိတ်တဲ့သူဘလို့စိတ်ရှိရဲ့သူကဟုံးမှန်မှန်ပြောကြတာ။ကိုလည်းအရင်တော့လူပြောရတာနောက်ကျမှဝတ်တိုင်းရဲ့အဓိပ္ပာယ်တွေကိုကျွန်တော်သိလာတာ။ ။ तू ဘလို့စိတ်ရှိရဲ့ဒါပေမဲ့ तू ကမသိဘူး။ तू ပြောလိုက်တဲ့စကားဘာသေးပဲပေါက်နေမှ तू မသိဘူး။ဥမာပြောတာကိုကိုကိုဘာလဲလို့ကြံတယ်။အဲဒါချက်နာမည်ကြားဦးနာမည်ရုံနေညူတာ။ရုံနေဆိုဘုကသူမြယဟန်နာနာဖြစ်သွားလားဟုတ်တယ်။ဘလို့ तू ကိလေသာမရှိတော့ဘူးလေ။ရုံနေလို့ပြောလိုက်တာနဲ့ကိလေသာမရှိတော့ဘူးဆိုတဲ့သဘောပေါ်နေပြီ။ဒါပေမဲ့ तू အဲ့လိုသိလား तू အဲ့လိုတော့မသိဘူး။နင်းလားကိုပြောလိုက်တဲ့စကားရဲ့အတိတ်ပဲဘယ်ရောက်နေမှလဲမသိဘူး။ဘာဖြစ်လို့မောဟရှိတယ်တင်တာကဒါကမောဟစရာ မောဟအကြောင်းကိုကိုပြောလိုက်တာဘယ်အသေးပဲပောက်တယ်ဖုဘက်ကဘလို့တိခွင့်ဘလို့တိသွားနိုင်တယ်ဘလို့အသေးပဲကောက်သွားနိုင်တယ်ဆိုတော့ကျွန်တော်တခါမှမစဉ်းစားဘူးကိုဘက်ကကိုထင်တဲ့တိုင်းပြောနေတာအဲဒါပဲပေါ့ဒီလိုသားနောက်ကြတော့အဲ့လိုတွေတိသွားတာအဲစကားပြောရင်တောင်မှအဲ့နောက်ကွယ်ရဟာတွေကိုအခုသဘောပေါက်အဲ့တော့မှအဲ့နောက်ကွယ်ရဟာတွေကိုဘလို့သူတပားကိုနားလဲအောင်ဘလို့ဖီဇက်လုံးပဲဆိုစဉ်းစားရတာအခုအားတို့ကဘလို့ဖြစ်နေတော့ ဒီတင်လိုက်တဲ့ဝက်တွေကိုပဲလိုက်ပြောစဉ်းစားနေရသေးရနော်ကိုရအတိတ်ပဲတွေဘွားပိတ်ချမ်းသဘောမပေါက်သေးဘူးသဘောမပေါက်တော့သူကစကလုံးကိုလိုက်တိုက်စဉ်းစားရတာဒီဝက်ကိုလိုက်တိုက်ယူနေရတာသူကဘလို့ပြောရမလဲဆိုပြီးတော့ဒီကတော့အဲ့ဝက်ကိုမစဉ်းစားတော့ဘူးဆရာတော်မလို့ဆရာကိုပြောရင်ဆရာဘလို့ပြောမလဲပြောတင်လို့ပြောရတယ်ဆရာအဲ့ဝက်ကပြဿနာမရှိတော့သူစကားပြောတဲ့အတိတ်ပဲကိုကွာကျူတာသူဒီနောက်ပွဲအတိတ်ပဲကိုသူသဘောပေါက်ခဲ့လားနောက်ကိုရအတိတ်ပဲကိုသဘောပေါက်သွားလို့ရှိရင်အဲ့ဒါကိုစူးစမ်းတင်ပြ စကလုံးကအရင်မကြည့်တော့ဘူးအဲ့တော့ဒီလိုလာတာဒီလိုနားလည်ရမယ်နော်နောက်ကြလဲတင်ပြတတ်တော့ပါလိမ့်မယ်ဒါအလေးချင်မဲ့ training ပဲကြတော့ကနော်ကံလဲကောင်းပါစေငင်လဲကောင်းပါစေ